ကဲအကိုရင်းနဲ့နှစ်ပါးသွားပြီးတော့လက်ထပ်ထားတဲ့ဝိုင်းစုခိုင်တဲ့ဆိုတော့အောင်လာနဲ့လည်းဒီဝင်မကွာရှင်းရသည်ဘူးအခုဆိုတော့အောင်လာကတရားဆွဲလို့ထောင်နှစ်နေဆုံးကြမယ်လို့သိရပါဗျ။အကြီးကျယ်ကို fight နေကြပြီလို့သိရပါဗျ။เนาะဆိုတော့အောင်လာရဲ့ Facebook လို့မှုကွင်းစာမျက်နှာပေါ်ကိုဒီတင်းကိုကျွန်တော်ပြောပြသွားတဲ့အကြောင်းအရာနဲ့အခြေခံပြီးတွားကြည့်ကြပါ။ဘွဲကတော့ဒေါ်လေးကိုချမ်းနေပြီเนาะ။ဒါဝိုင်းစုခိုင်တဲ့ရဲ့လင်းများတဲ့ခင်ထားကိစ္စကတော့ပြည်သူတွေကိုရှင်းပြစရာမလိုတော့ဘူးထင်ပါတယ်။ဝိုင်းစုခိုင်တဲ့ဟာ အစရောအောင်လာနဲ့လေမယားဖြစ်ခဲ့တယ်ဆိုတော့အစရောအောင်လာကဝိုင်းစုခိုင်သိအစားထောင်ချခဲ့တာဖြစ်တယ်ကျွန်တော်မိမကိုသာလှုပ်ပြလို့ရှင်ကျွန်တော်ထောင်ချခဲ့မယ်ဆိုတဲ့အနေထားနဲ့ထောင်ချခံတယ်ထောင်ထဲမှာ6လအထိဝိုင်းစုခိုင်သိကကိုကိုကြီးချီချီယောက်ျားကြီးဆိုတဲ့အနေထားနဲ့စာအဆက်တွေနော်စာပို့ခဲ့တယ်အပစ္စည်းတွေလေးပို့တယ်စားတောက်တွေလေးပို့တယ်ပေါ့ဗျာအဲ့ဒီနောက်ပိုင်းမှာဝိုင်းစုခိုင်သိကအောင်လာနဲ့လုံးဝကိုအဆက်ပဲဖြတ်လိုက်တယ်နော်နောက်ပိုင်းရဲ့ဘူမှုနဲ့နှစ်ပါးလွားတယ် ဒီတက်ကကျတော့မှတ်မိကြလာတော့မသိဘူးเนาะ KTV မှာယောက်ျားရေယောက်ျားရေလို့ ਔ ရဲ voice ဆိုခိုင်းတဲ့ကအဲ့တောင်းနဲ့เนาะနှစ်ပါးသွားတယ်เนาะဒီတက်ကကျတော့ဂျားရဲမှာ၃ယောက်အခုเนาะသူ go လို့เนาะ one way go လို့လူကြီးများတဲ့လူနဲ့အခုနှစ်ပါးသွားတယ်ပြီးတော့အောင်လာက question စာချုပ်မှာသူကိုယ်ကလက်မမထွေးရသေးဘူးနဲ့ voice ခိုင်းတဲ့ကเนาะတရင်စာမှာအောင်လာနဲ့ question like ပြီးဖြေချောင်းတစ်ဖက်တည်းဂျင်းညာရဲเนาะဒါတော့လုံးဝပါပဲ ဆိုတော့ဆိုတော့အောင်လာကတော့ခု1စုခိုင်တဲ့ကိုသူထောင်းထဲမှာနှစ်နှစ်ဂျုံခံခဲ့ရတဲ့အတိုင်းပါပဲ1စုခိုင်တဲ့ကိုပြန်လိုက်ပြီးတော့ကြောက်ချဖို့အတွက်အခုလိုမျိုးပြန်လိုက်ခံစားရဖို့တကူလုံဆောင်လိုက်ပြီးဖြစ်ကြောင်းတတိုင်းကလုံးဝအပြည့်တွေကိုအပြည့်ပေးလိုက်ပြီးဖြစ်ပါတယ်1စုခိုင်တဲ့ကတော့သူ့ကိုယ်နဲ့လက်ထပ်တဲ့ကိစ္စကိုလေဖြေရှင်းရတော့မှပဲဖြစ်ပါတယ်ဗျာ